ခုနောက်ပိုင်းလူသုံးများတဲ့ social media တွေဖြစ်တဲ့ Facebook, YouTube, TikTok စတဲ့ platform တွေမှာဗီဒီယိုတွေအစ်ရပြီး online ကနေဝင်ဝင်ရှာတဲ့နေရာမြန်မာနိုင်ငံကလူငယ်တွေကြားမှာရေးပန်းစားလာတာတွေ့ရတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့သင်လည်းဗီဒီယိုတွေအစ်ရပြီး online ကနေဝင်ဝင်ရှာခြင်းနဲ့ဒါပေမဲ့ဘယ်ကစလို့ရမယ်မှန်းလည်းမသိဘူး။အရင်နေ့ရှိမှအစ်ရလို့လို့ရမယ်ထင်ရင် ဒီဗီဒီယိုကိုစုံအောင်ကြည့်လိုက်ပါဒါဆိုရင်ရှင်းသွားပါလိမ့်မယ်ဗီဒီယိုတဘောအီဒီလုတ်တဲ့ဖို့ PC တွေ laptop တွေရှိရမလို့ပဲတင့်ရဲ့ကိုပိုင်ဖုန်းတစ်လုံးရှိနေုံနဲ့အီဒီလုတ်လို့ရတယ်အရင်နေ့မလို့ဘူးဆိုပေမဲ့လည်းရွယ်လွန်လာရှိဖို့တော့လိုမယ်ဒီဗီဒီယိုမှာ ဖုန်းနဲ့ပဲအီဒီလုတ်တဲ့သူတွေအတွက်ကပ်ကတ်ဆော်ဝဲကို recommend ပေးခြင်းနဲ့ဖုန်းနဲ့ပဲ edit တဲ့ editor သမားတွေအတွက် ဒီ cup ကဆော်ဝဲဟာ prime motion premium လို့တခြားသောဆော်ဝဲတွေထက်ပိုပြီးအဆင်ပြေတယ်လို့ပြောလို့ရတယ်။ဒါကြောင့်မို့ cup ကနဲ့ဒီလောက်တဲ့ဖို့ခြေခံကြတဲ့အချက်လေးတွေကိုနည်းနည်းပြောပြပေးမယ်။ပထမတစ်ခုကတော့ ratio ရွေးတာပါ။ ratio ဆိုတာကတော့ကိုတင်မဲ့ website ရဲ့အမျိုးအစားကို ပြောတာ။ဥပမာတက်တော့မှ တင်မယ်ဆိုရင်9 ratio 63 Facebook မှာတင်မယ်ဆိုရင် 4 ratio 3ယူကျူမာတင်မယ်ဆိုရင်60 ratio 9စသဖြင့်ဒီလိုဗီဒီယိုဆက်ရွေးတာကိုပြောတာနောက်တစ်ခု split ဒီတနည်းအားဖြင့်ပြောရရင်ဖြတ်ကညာလောက်တာပါဗီဒီယိုကိုထောက်လိုက်ပြီးရင်မလိုတဲ့အပိုင်းကိုဖြတ်ထုတ်ပစ်လိုက်တာကို split လုပ်တယ်လို့ခေါ်တယ်နောက်ဆုံးတစ်ခုကတော့ key frame ချတာပါ key frame ဆိုတာကတော့ဗီဒီယိုရဲ့အစနဲ့အဆုံးကိုကလစ်တစ်ခုစီချတာဖြစ်တယ် ချလိုက်တဲ့ကလစ်နှစ်ခုရဲ့ကြားမှာဘရီယိုဇွန်းကိုကိုလိုသလိုထားလို့ရတယ်။ Okay ဒါတွေကတော့ကပ်ကန်နဲ့အီဒင်လို့တဖို့အခြေခံကြတဲ့အချက်တွေကိုအဓိကထားပြီးပြောခြင်းဖြစ်တယ်။နောက်ထပ်ဗီဒီယိုတွေမှာကပ်ကန်နဲ့အီဒတီလုံနည်းတွေကိုတင်ပြပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ Facebook ပေးနဲ့ YouTube channel လေးကိုလက်က Subscribe လေးလုပ်ထားဖို့ပြောခြင်းပါတယ်ဗျာ။